ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံ၏အမျိုးသားညီညွတ်ရေးအစိုးရသည်ညီညွတ်ရေးအစိုးရမဖြစ်ပါဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမြန်မာစစ်တပ်ကအာဏာသိမ်းဖိရှားခြင်းခံခဲ့ရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရနဲ့အလွန်နှိစက်စွာပူးပေါင်းဆောင်ရွက်တာကြောင့်ပြည်ရင်းလက်နက်ကိုင်ဖွဲ့စည်းအသီးသီးကိုတစုတစီရဲ့ပေါင်းစည်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။မြန်မာနိုင်ငံရဲ့စင်ပြိုင်အစိုးရလိုကြေညာထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG က2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာ သိမ်းပြီးနောက်ပိုင်းလများအတွင်တန်တမန်ကြီးရအောင်ပွဲတွေကိုအံအားသင့်ပွဲရရရှိခဲ့ပါတယ်။အာနာသိမ်းမှုတွေမှာဖြုတ်ချခံရတဲ့ရွေးကောက်ကန်လွတ်တော်မှတ်များစွာနဲ့ဖွဲ့စည်းခဲ့တဲ့ NUG ကရွေးကောက်တင်မြှချင်းခံခဲ့ရခြင်းမရှိတော့လဲပြည်သူများကမကြိုက်နှစ်သက်တဲ့အစ်စ်အစိုးရနဲ့အပြိုင်နိုင်ငံရဲ့တည်ယဝင် အစိုးရဖြစ်မိမိကိုယ်တိုင်အမြဲတမ်းပုံဖော်ခဲ့ပါတယ်။ NUG စင်ပြိုင်အစိုးရကကုလသမဂ္ဂမှာစစ်တပ်ရဲ့ကိုစားပြုမှုကိုပိတ်ပင်ဖို့ကူညီပေးခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးကလည်းစစ်တပ်ရဲ့အာဏာသိမ်းမှုကိုစန့်ကျင်ပြီး NUG နဲ့ပူးပေါင်း င်းခဲ့ပါတယ်။အလားတူအရှိတောင်အာရှနိုင်ငံများအဖွဲ့အာဆီယံမှလည်း NUG ဒါမှမဟုတ်စစ်တပ်ဘက်ကမြန်မာနိုင်ငံကိုကိုးစားပြုတဲ့ဖွဲ့ကိုအဖွဲ့ဝင်နိုင်ငံတွေကသဘောတူညီမှုမရရှိခဲ့တဲ့အတွက်နှစ်ဖက်စလုံးကိုပင်ချထားပါတယ်။ အန်ယူဂျီကိုမြန်မာနိုင်ငံသားအများအပြားကဆိုင်ရာထက်သန်စွာကြိုဆိုခဲ့ကြတော့လဲအာဏာသိမ်းပြီးမကြမီနိုင်ငံကိုလွှမ်းခြုံသွားတဲ့ပြည်ရင်းစကြောင်း၎င်းရဲ့နိုင်ငံကြီးရာတရားဝင်မှုကအရေးမကြီးတော့ပါဘူးဖွဲ့စည်းပြီး၄နှစ်အကြာမှာအန်ယူဂျီက၎င်းရဲ့အဓိကတာဝန်ဖြစ်တဲ့ညီညွတ်ရေးအစိုးရဖြစ်လာဖို့မလုံဆောင်နိုင်ခဲ့တာကိုထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်စင်ပြိုင်အစိုးရကိုမူလကစေအုပ်ချုပ်ရေးကိုစန့်ကျင်တဲ့မြန်မာနိုင်ငံရှိအဖွဲ့အစည်းအသီးသီးကိုစုစည်းဖို့အဖွဲ့အစည်းတစ်ခုဖြစ်မျှော်မှန်းခဲ့တော့လဲ၎င်းကမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ဆိုတဲ့အဖွဲ့အစည်းတစ်ခုရဲ့စက္ကန့်သူ ြင်းမြင်တွေ့လာခဲ့ရပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးဖွဲ့ဖြစ်တဲ့ NND က2020ပြည်နှစ်မှာပြန်လည်ရွှေကောက်ခံရမှာအပြန်အသတ်နိုင်ရခဲ့ပြီးမြေစစ်တပ်ကရွှေကောက်ပွဲရလတ်တွေကိုအတိမတ်မပြုဘဲမဲမတမာမှုကြီးကြီးမားမားရှိရလို့အံ့ဩဖွယ်ရာဆွဆွဲမှုပြုလုပ်ခဲ့ပါတယ်။ NND ကအလွန်လူကြိုက်များခဲ့တော့လဲဗမာလူမျိုးကြီးစိုးသောပါတီကတိုင်းရင်းသားလူနည်းစုတွေနဲ့ပဋိပက္ခတွေမှာစစ်တပ်နဲ့ပူးပေါင်းနေလို့ဆွဆွဲကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ရင်းရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ NND ကတိုင်းရင်းသားလူနည်းစုများကထောက်ခံတဲ့ဖ အတွက်ပြုပြင်ပြောင်းလဲမှုတချို့ကိုလည်းစန့်ကျင်ခဲ့ပြီးပြည်내နဲ့တိုင်းဒေသကြီးတွေကို၎င်းတို့ရဲ့ဝင်ကြီးချုပ်တွေကိုရန်ရွှေကောက်တင်မြောက်ခွင့်ပြုမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကိုလည်းပင်ချခဲ့ပါတယ်။ NND က NUG ကိုဖွဲ့စည်းရမှာပုံမပေါင်းဝင်နိုင်ဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတိုင်းရင်းသားနိုင်ငံပါတီများနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များကိုခန့်အပ်ခဲ့ပါတယ်။ဒါ့ပြင်ဒီချက်တစ်ခုတည်းကပဲ NUG ကစစ်မှန်တဲ့ညီညွတ်ရေးအစိုးရဖြစ်အောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ညီညွတ်ရေးအစိုးရလိုမကြခဏဆိုသလိုရှိညွန့်လေးရှိတဲ့မလေးရှားရဲ့လက်ရှိအစိုးရ တ်မှာနိုင်ငံရေးပါတီ၃ခုမှကိုယ်စားလှယ်များပါဝင်ပြီးပါလီမန်မှာအစိုးရနဲ့မဟာမိတ်ဖွဲ့စည်းထားပါတယ်။ဒါ့အပြင် NUG မှာကွဲပြားခြားနာတဲ့နိုင်ငံရေးဖွဲ့စည်းများနဲ့ဆက်ဆက်မှုရှိတဲ့ကိုယ်စားလှယ်များပါဝင်တော်လဲ၎င်းဖွဲ့စည်းကို NUG ကသူ့ရဲ့အောက်မှာမဟာမိတ်ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။ဥပမာကာကွယ်ဝင်ကြီးဌာနဒုတိယဝင်ကြီးနိုင်ကောင်းရွက်ကမြန်မာနိုင်ငံရဲ့ရှေ့အကြဆုံးတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များမှတစ်ခုဖြစ်တဲ့မွန်ပြည်တပ်ပါတီ NMSB ရဲ့ဗဟိုကော်မတီဝင်ဟောင်းနဲ့ ဗိုလ်မှူးကြီးဟောင်းတအုပ်ဖြစ်ပါတယ်ဒါပေမဲ့ NMSP ကအဖွဲ့အစည်းတစ်ခုအနေနဲ့ NUG ရဲ့အစိပ်ပိုင်းတစ်ခုဒါမှမဟုတ် NUG ရဲ့အောက်မှာမဟုတ်အာနာသိမ့်မီနောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေဖြစ်တဲ့တပ်တန်းရင် NMSP နဲ့ကရင်အမျိုးသားစည်းရုံး KNU အာနာသိမ့်ပြီးနောက်ပေါ်ပေါက်လာတဲ့ကရင်ဒီအမျိုးသားများကာကွယ်တပ်ဖွဲ့ KNDF တို့နဲ့ဆက်သွယ်မှုတွေရှိကြရမှာ၎င်းတို့သုံးဖွဲ့စလုံးကမိမိကိုယ်ကို NUG ရဲ့အောက်မှာဒါမှမဟုတ်စိတ်ပိုင်းတစ်ခုဖြစ်မဟုတ်ပင် NUG နဲ့ပေါင်းစည်းထားတဲ့မဟာမိတ်ဖြစ်ရှုမြင်ကြပါတယ်အခြားတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ချုပ်မှာ NUG နဲ့ပုံမှန်ဝေးကွာသွားခဲ့ပါတယ်။စစ်အစိုးရကိုအစားတိုးမဲ့အဓိကအတိုက်ခံဆန့်ကျင်ရေးဖွဲ့စည်းမရှိတာကြောင့်စစ်တပ်ကိုနေမည်များမှမောင်းထုတ်လိုက်တာနဲ့အမျှလက်နက်ကင်ဖွဲ့အသီးသီးမှပဲတစိ့တပိုင်းစီနေမည်တွေကိုထိန်းသိမ်းပြီးနိုင်ငံကိုကွဲပြားတဲ့အုပ်ချုပ်သူတွေအောက်မှာအစိတ်အစိတ်မှောင်မှောင်ဖြစ်စေခဲ့ပါတယ်။ NUG ကိုဖွဲ့စည်းတဲ့အခါ NND ကတိုင်းရင်းသားလူနည်းစုဖွဲ့စည်းတွေကိုပုံမှန်စည်းယုံနိုင်ခဲ့တဲ့မှာတယ်။ဝင်ကြီးရတူအားလုံးဒီမားကို NND လွတ်တော်မတ်တွေကယူထားကြရမှာပိုအရေးကြီးတဲ့ယာတူတွေကိုယူထားခြင်းကအာနာကိုအတိတ်ပဲပြေဝစွာခွဲဝေဖို့ ိုဆန္ဒမရှိခြင်းကိုပြသနေပါတယ်။ဥပမာကာကွယ်ဝင်ကြီးယာရုကစစ်တပ်ကိုစေစုနှစ်များစွာတိုက်ခိုက်ခဲ့တဲ့အတွေ့အကြုံရှိရတိုင်းသားလက်နက်ကိုင်ဖွဲ့မဟာမိတ်တအုပ်ကိုပြီးတဲ့နဲ့ထင်ရှားတဲ့ယာရုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့စီးရင်နောက်ခံမရှိရ NLD လွတ်တော်မတအုပ်ကိုပြီးခဲ့ပါတယ်။၎င်းရဲ့ဒုတိယဝင်ကြီးကို NMSP မှာခန့်အပ်ခဲ့တော်လဲ၎င်းမှာအာနာအမန်တကယ်နဲ့ပေါင်းကြတဲ့၎င်းရဲ့ခံအမှုကိုတင်ဂေတမြတ်တာဖြစ်ရှုမြင်ကြောင်း NMSP အဖွဲ့ဝင်တအုပ်ကပြောပြခဲ့ပါတယ်။ရွေးကောက်ပွဲမှာအပြတ်အသတ်နိုင်ရခဲ့တဲ့ပေါ်အခြေခံပြီး NLD က အန်ယူဂျီအစိုးရဘက်ကိုလွှမ်းမိုးပိုင်ခွင့်ရှိတယ်လို့နားလည်ထားပုံရပါတယ်။၎င်းလုံရက်တွေကတည်ငြိမ်တဲ့ဒီမိုကရေစီနိုင်ငံမှာဖြစ်နေတဲ့အနေအထားဖြစ်တော့လေပြည်ရင်းစစ်ကာလမှာအထူးသဖြင့်မဟာဗျူဟာမြောက်ရွေးချယ်မှုမဟုတ်ဘာကြောင့်လဲဆိုတော့ NND ကနိုင်ငံပါတီတစ်ခုအနေနဲ့၎င်းကိုပံ့ပိုးဖို့လက်နက်ကင်ဖွဲ့စည်းပြီးပေါ်မိကူနေရတာကြောင့်ဖြစ်ပါတယ်။ ဒါအပြင်2020ပြည်နှစ်ရွေးကောက်ပွဲရလဒ်အရာ NUG ကလုတ်ပိုင်ခွင့်တွေကိုရယူထားခြင်းဟာချုပ်ရင်းချက်တွေရှိခဲ့ပါတယ်စစ်တပ်ကပါလီမန်မှာရွေးကောက်တင်မြှောက်ခြင်းမခံရဘဲ25ရှာခိုင်နှုန်းကိုရယူထားပြီးဖြစ်ရမဲဆန္ဒရှင်တွေကတိုင်းရင်းသားပါတီများကိုမဲပေးပါကစစ်တပ်ဆန့်ကျင်အမဲတွေကွဲထွက်သွားမှဆိုရာကြောင့်သာစစ်တပ်ကိုတနိုင်ငံလုံးအတိုင်းတာနဲ့အနိုင်ယူနိုင်မဲတခုတည်းသောပါတီကိုရွေးချယ်ဖို့ဖြစ်စေခဲ့ပါတယ် NLD ကတိုင်းရင်းသားလူမျိုးစုတွေအကြားကြေကြေပြန်ပြန်ထောက်ခံမှုရရှိထားတော့လဲစစ်မှန်တဲ့ဒီမိုကရေစီဖွဲ့စည်းပုံခြေကံဥပဒေအောက်မှာလွတ်လပ်တဲ့ရွေးကောက်ပွဲကိုကျင်းပပါက၎င်းရဲ့အနိုင်ရရှိမှုကအနည်းငယ်သာရှိနိုင်ပါတယ်။ ဒါအပြင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များဘက်ကလည်းလုံးဝပွင့်ပွင့်လင်းလင်းမရှိခဲ့ပါဘူး။ NUG နဲ့ Fed တို့အစီအစဉ်အတွက်ဘယ်လိုအလုပ်လုပ်မလဲဆိုတာကိုအသေးစိတ်ဆွေးနွေးဖို့ညှင်းဆန်ခဲ့ကြပြီးရှုပ်ထွေးတဲ့နိုင်ငံရေးမေးခွန်းတွေအတွက်အခုချိန်ကစစ်မြေပြင်မဟာဗျူဟာကိုအာရုံစိုက်ရမယ့်အချိန်ဖြစ်တယ်လို့သာအဆက်မပြတ်ပြောဆိုခဲ့ပါတယ်။ဒီလိုအသေးစိတ်ဆွေးနွေးမှုတွေကမဟာမိတ်တွေအကြားကွဲပြားမှုကိုဖြစ်ပေါ်စေနိုင်ခြင်းမှမှန်တော့လေနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုရဲ့အချို့သောမူပေါင်းတွေကိုထူထောင်ဖို့အရေးကြီးပါတယ်။ဖေဗရူလာကအပြန်အလှန်ပြောဆိုမှုတစ်ခုမှ NUG နဲ့အဓိကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ရင် ်ကဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးကြီးညာချက်တွေအပြိုင်ထုတ်ခံခဲ့ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေနဲ့ NUG ရဲ့ကြီးညာချက်ကိုချင်းပြည်နယ်ရှိအဖွဲ့နှစ်ခုမှတဖွဲ့ဖြစ်တဲ့ချင်းညီနောင်ဖွဲ့ကသာလက်မှတ်ရေးထိုးခဲ့တာပါ။အစိုးရစန့်ချိန်ရင်အတိကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့၄ဖွဲ့မှလက်မှတ်ရေးထိုးထားတဲ့တံပြန်ကြီးညာချက်မှာဗဟိုချုပ်ကိုင်မှုစနစ်တွေက၁၀စုနှစ်၇နှစ်ကျော်ကြာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်တဲတွေကိုဖြည့်ရှင်းနိုင်အောင်တာမကပုံမိုးနှဆိုင်စေခဲ့တယ်လို့တတိပေးပါတယ်။အာနာရှင်စနစ်ကိုဖယ်ရှားရမှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့အခုကြေညာချက်မှာလက်မှတ်ရေးထိုးသူတွေအနေနဲ့ဗဟိုချုပ်ကံမှုကိုပြန်လည်တက်ဝင်စေမယ့်စူးစီးထားတဲ့ Federal ပုံစံကိုလက်ခံမှာမဟုတ်ပါလို့ထည့်သွင်းဖော်ပြခဲ့ရာ NUG ရဲ့ Federal စနစ်အပေါ်အမြင်ကိုပြောင်ပြောင်တင်းတင်းပယ်ချခြင်းဖြစ်ပုံရပါတယ်။လက်တွေ့မှာတော့အာဏာသိမ်းပြီးနောက်ပိုင်းလှုပ်ရှားမှုအတွက် Federal Democracy ကိုတိုက်ပွဲခေါ်ဆောင်မှုတစ်ခုဖြစ်ပြုလုပ်ခဲ့တော်လဲတိုင်းဒေသလက်နက်ကိုင်အဖွဲ့အများစုကတမန်ယူချက် Federal စနစ်ကပြီးနိုင်တာထက်ကျော်လွန်နေကိုပိုင်အုပ်ချုပ်ခွင့်အဆင့်ကိုလိုလားပါတယ်။တိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေကနေမြေတွေကိုသိမ်းပိုင်နေစ င်အတွင်းအခုကိစ္စရက်ကိုရည်ရွယ်ချက်ရှိရှိရှုရင်ဆိုင်ရှောင်ရှားနေခြင်းဖြစ်ပြီးအနာဂတ်ဖက်ဒရယ်အစိုးရထံကိုလည်းနေမြများပေးပို့လိုတဲ့ရည်ရွယ်ချက်လုံးဝမရှိကြောင်းကိုပုံမှန်သိတာထင်ရှားလာပါတယ်။ ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးမှုတွေကိုတော်လိုင်းပြီးဆုံးတဲ့ဒီဆောင်ဆိုင်တင်တယ်လို့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကပြောဆိုနိုင်တော်လဲစစ်ဆိုးရကိုအနိုင်ယူမဲ့တိတိကျကျသတ်မှတ်ထားတဲ့အချိန်တခါတစ်ခုကိုတော့မမြင်ရသေးပါဘူးရခိုင်ပြည်နယ်မှာအရခတ်တက်တော် AA ရှမ်းပြည်နယ်မြောက်ပိုင်းမှာတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ကချင်ပြည်နယ်ရဲ့တချို့နေရာတွေမှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ကရင်ပြည်နယ်ရဲ့အချို့နေရာတွေမှာကရင်မျိုးသားစည်းရုံး KNU ချင်းပြည်နယ်မှာလက်နက်ကိုင်လှုပ်ရှားမှုနှစ်ခုကရင်ပြည်နယ်ရဲ့နေရာများပြားမှာ KN NDF ကစတဲ့ဖြင့်ပဋိပက္ခဖြစ်ပွားတဲ့နေမြေတီတီမှာအခင်းကျင်းအမျိုးမျိုးအချိန်ကာလအမျိုးမျိုးနဲ့တော်လန်တိုက်ခိုက်နေကြပါတယ်။ အစိုးရဆန့်ကျင်တဲ့ဆဲအုပ်စုအဝန်ဝိုင်းများကိုကြိုက်လိမ့်မှာမဟုတ်တော့လဲမြန်မာနိုင်ငံကကွဲကျင်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အဓိကအစိုးရ NUG ရဲ့အာဏာကတဖြည်းဖြည်းကျူးယွင်းလာပြီးကွဲပြားတဲ့ဒေတာအလိုက်အာဏာပိုင်ဖွဲ့စည်းများကိုစူးစီးပေးမဲ့ဗဟုဖွဲ့စည်းမရှိပဲကွဲပြားတဲ့အစိုးရဖွဲ့စည်းတွေနဲ့အစားထိုးခံနေရပါတယ်။ NUG ကိုတချင်ကအဲ့ဒီလိုလှောက်ဆောင်နိုင်မဲ့ဗဟုဖွဲ့စည်းဖြစ်စိတ်ကူးခဲ့တော့လဲဒေတာအာဏာပိုင်တစ်ခုသာဖြစ်လာခဲ့ပြီး၎င်းရဲ့နေမြေထိန်းချုပ်မှုမှာအခြားလက်နက်ကင်ဖွဲ့စည်းတွေထက်တိတိတသာသာနှဲပါပါတယ်။ပူပေါင်းထားတဲ့အဓိကဆန့်ကျင်အင်အားစုတစ်ခု ရှိခြင်းကစစ်တပ်အနေနဲ့လက်ရှိပဋိပက္ခကိုတီးခြားစေကင်တွယ်ဖြည့်ရှင်ဖို့အခွင့်အလမ်းပေးနေခြင်းဖြစ်ပါတယ်။အဆိုပါအခြေအနေကြောင့်စစ်တပ်က၎င်းတို့လုံနေကြတိုင်းလိုက်ရုံးမှုအနေငယ်နဲ့တီးခြားအပြစ်ခတ်ရဲစဲရေးတွေပြုလုပ်လာနိုင်စေပါတယ်။ထရုတ်အစိုးရနေဆက်ဖြတ်ကျော်စခန်းတွေကိုပိတ်ခြင်း၎င်းတို့နေမြေတွေကိုလျှက်စစ်နဲ့အင်တာနက်ဖြတ်တောက်ခြင်းနဲ့၎င်းတို့ရဲ့နေဆက်ပြည်နယ်တွေကိုဝင်ရောက်ဖို့မဖြစ်နိုင်တဲ့အခြားစီမံတွေကိုပြုလုပ်ခဲ့တာကြောင့် MNDA နဲ့ TNL တို့ကတရုတ်နိုင်ငံရဲ့ကြီးမားတဲ့ဖိအားအောက်မှာအာမတန်မှန်လျှော့ခဲ့ရပြီးစစ်တပ်နဲ့အပြစ်ခတ်ရဲစဲရေးလက် မှတ်ရေးထိုးခဲ့ရပါတယ် KNDF နဲ့ KNU တို့ကမြန်မာနိုင်ငံအရှေ့ပိုင်းရှီတိုင်းနိုင်ငံမှာအလားတူဖိအားအောက်မှာရှိနေပြီး၎င်းတို့မြေမြကြအောင်တောက်ခိုင်နိုင်မလဲဆိုတာကိုတော့မသိရပါဘူး။အခြားဖွဲ့စည်းများပြစ်ခတ်ရစဲဆွေးနွေးလာပါကအနေမြေအများဆုံးကသာထိန်းချုပ်ထားပြီးတပ်ဖွဲ့အနေဆုံးကသာကုတ်ကဲထားနိုင်တဲ့ NUG ကပုံမအားနဲ့လာနိုင်ရင်ဖြင့်စစ်တပ်ဘက်ကလည်းအရေးယူလုပ်ခြင်းမရှိတဲ့အဖွဲ့အစည်းဖြစ်လာနိုင်ပါတယ်။ စစ်မှန်တဲ့ညီညွတ်ရေးအစိုးရပေါ်ပေါက်တာကိုထိခိုက်စေခဲ့ရမှာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများနဲ့ NND နှစ်ဖွဲ့စလုံးကအပြစ်ရှိရလို့ပြောဆိုနိုင်တော့လေ NND NUG ကအဲ့ဒီအခြေအနေကြောင့်ပုံမဆိုးရွားတဲ့အခြေအနေကိုရောက်ရှိနေတာကတန်တရားဖြစ်ပွဲမရှိ NND NUG ရဲ့နိုင်ငံရေးလှုပ်ရှားမှုကစစ်အစိုးရကိုလုံးဝဖြုတ်ချရေးဖြစ်တယ်လို့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များကလည်း၎င်းတို့ကြမ်းတမ်းနဲ့မြေမျက်နှာတွင်ပြင်ကြောင်းပြန်လည်သိမ်းပိုက်ဖို့ခက်ခဲတဲ့နေမြေဒေသများမှာစစ်တပ်ကိုမောင်းထုတ်ဖို့လိုအပ်ပါတယ် KNU ကဲ့သို့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တို့ချို့ကစစ်အစိုးရကိုဖြုတ်ချဖို့ပြ က်သားရဲ့ဂတိကဝတ်များပြုထားကြတော့လဲတော်လိုင်းလှောက်ရှားမှုတွေလမ်းဆုံးသွားပြီလို့ခံစားရပါက၎င်းတို့ရဲ့နေမြေများတိုးချဲ့ဖို့တိုက်ခိုက်ခြင်းတွေကိုအဆုံးသတ်ဖို့နောက်ဆုံးမှလက်ခံရလိမ့်မယ်။ NUG မှာတော့အဲ့ဒီလိုရပ်တည်နိုင်တဲ့အခြေအနေမရှိဘူးလို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။